ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့တန်တင့်ရေးသားတဲ့ကိုကိုရီရီဆိုးနဲ့မတ်ပရာဆိုတဲ့စောင်းပါတစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးခင်ဗျာ thank you ကိုကိုရီရီဆိုးနဲ့မပရာတကယ်ဖြစ်ခဲ့ရှိခဲ့သည့်အကြောင်းခိုင်ခိုင်မာမာပြစရာလည်းမရှိ ခိုင်ခိုင်မာမာလက်စုပ်လက်ကင်မပြနိုင်၍မဟုတ်ပါဘူးမဖြစ်ခဲ့ပါဘူးဒီလူဒီအကြောင်းတော့ဖြင့်မရှိပါဘူးဟူ၍လဲကံတေကံမရင်းလို့မရသည့်အဖြစ်အပျက်များကျွန်တော်တို့ဖတ်ဖူးကြားဖူးကြပါလိမ့်မည်ထိုအခြေအနေနှင့် အခင်အကျင်းများကို ထိုးဆက်တော်တော်များများတွင်တွေ့ရတတ်သည်တိကျခိုင်မာသည့်အဖြစ်အပျက်ကြောယိုးမှကွန်ကြညွန်ကြသည်ဟုလည်းပြော၍ရမည်ထင်ပါသည်ကြပြများစပေးကျန်းကန်များနိပတ်တော်များနှင့်သမိုင်းရာဇဝင်များတွင် ထိုးဆက်လေးများကကြိုးကြကြိုးကြလှုပ်လှုပ်ရှားရှားဖြင့်ချစ်စရာကြောက်စရာဖြစ်နေတတ်တာကိုသတိထားမိခဲ့သည်တခါတည်းများဆိုလျင် ထိုးဆက်လေးတစ်ပုတ်က ချက်စရာတန်ဝေကနှင့်ကြည်နူးမှု အလွမ်းအဆွေးဟုယူလင်းရနိုင်တော်လဲတချို့ပညာမတာထိုးဆက်များကတော့အင်မတန်ကိုမှကြောက်စရာကောင်းလွန်လာသည်တချို့ဘဝများနှင့်တချို့သမိုင်းကြောင်းများကိုသောထိုးမိုးမြော်ပင် ဖြစ်သွားစေနိုင်သည့်အထိထိုးဆက်များကတက်ရောက်အားပြင်းထန်နေတတ်ပြန်ပါသည်အထိန်တော်ကြီးသာအနန္တဒုရိယအမတ်ကြီး အသက်ခံရကဏီတွင် ခြေခဲ့သည်ဆိုသော သူဒီတယောက်ကောင်းဖို့ရောက်မှုအစချီကပြားသည် ပကံခိကကပြားမဟုတ်ဘဲအင်းဝခိတွင်ရေးခဲ့သောကပြားသာဖြစ်ကြောင်းပညာရှင်များက ထောက်ပြကြပါသည်ရာဇဝင်ဆရာဥကလာက လက်ရှိဘရင်ကို ဝေဖန်ထောက်ပြခြင်း၍ပကံခိကဖြစ်ခဲ့သည်ယောင်ထိုးဆက်ဖန်တီးခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆိုကြသည်ကပြားတွင်ပါဝင်သောချက်ငန်းကော်ယော စသည့်သကလုံးများမှာအင်းဝခစ်တွင်မှပေါ်ပေါက်လာသောသကလုံးများဖြစ်ပါသည်တဲ့လူတိများသောတောင်တမန်လေစားမောင်ဖိငယ်နှင့်ဒိုင်းဝန်သမီးခင်ခင်တို့၏ဇလန်းသည်လည်းထိုးဆက်တစ်ခုသာဖြစ်ကြောင်းအဆက်အနွယ်တချို့ကကြံ့ကြွက်ပြောဆိုကြဘူးပါသည် မောင်ဖိငယ်နှင့်ခင်ခင်အဖေဒိုင်းဝန်တို့မှယင်းဤသောတက်တူရွယ်တူမိတ်ဆွေများပါတဲ့သူမလေးရွယ် တမိအရွယ်ခင်ခင်နှင့်ဖြစ်နိုင်စရာမရှိကြောင်းဆိုကြပါသည်။တောင်တမန်လေစားဤမျိုးဆက်များနှင့်ဒိုင်းဝွန်ဤမျိုးဆက်များပါထိုမုံစရာထိုးဆက်ကြောင့်ယခုအချိန်ထိ အရှက်ရနေပါသဖြင့်ကန့်ကွက်ပြောဆိုကြခြင်းဖြစ်ကြောင်းဖတ်ခဲ့ရဖို့ပါသည်။ချစ်စရာအကြောင်းတွေကိုပင် ပြောကြည့်ကြတာကောင်းပါလိမ့်မည်။ကြပြများတွင် ပါဝင်နေတတ်သည့်ထိုးဆက်လေးများအကြောင်းပြောရလျင် ကိုကောင် ပမဝတီသည် ကျွန်တော်ကြိုက်မိသည်ထိုးဆက်ဆရာတဆူဖြစ်ပါသည်ကျွန်တော်အပေါ်လွမ်းမိုးမှုအရှိဆုံးပမဝတီကပြဆရာအစုဖွဲ့ထဲမှတချင်းဆိုအကောင်းဆုံးအဲချင်းအိုင်ချင်းရတုရကန်လေးချိုးတွေးချိုးရှေးမှုရိုးရာကပြများကိုရွတ်ဆိုရာတွင် ကျွန်တော်မြင်ဆရာတင်ဆရာတဦးလည်းဖြစ်သည် ကျွမျိုးလေးရဲ့ယာတိဥဒုကပြစာအုပ်လေးစုပေါင်းလောက်ကြသည့်အခါ တွင်ပြင်းဆိုသည့်သူကပြားတပုတ်လဲပါဝင်ခဲ့ပါသည်စေအစိုးရခေတ်ကကျွန်တော်ကျင်လေကြည်ပြင်းခဲ့ရာ ကျွမျိုးလေးဤလမ်းမကြီးတစ်ခု ဖြက်စီးခံလိုက်ရသည်ကို ဖွဲ့ကနှဲ့ကရေးထားခြင်းဖြစ်သည်ငုံမြကန်းကိုကြောပေး၍မေးတင်ဆောက်ထားသောတိုက်တာအင်ဂျင်များကိုမြို့မျက်နှာစာဖွင့်သည်ဟူသောခေါင်းစဉ်ဖြင့်အဖြက်ခိုင်းခဲ့ခြင်းဖြစ်သည် ထို့နောက်ထိုလန်းလေးသည် ညီသည့်စာအုပ်မှမကြံတော့ဘဲလွင်ပြင်တစ်ခုလိုငုံမြင့်ကြီးဘေးတွင်ကြံရစ်နေကြရသည်ကျွန်တော်လည်းထိုလန်းလေးကို အများကြီးရှောက်ခဲ့ပူပါသည် အဖြက်ခံခဲ့ရသည်ကိုလည်းသိလိုက်ပါသည်အထူးဆန်းရဲလို့တော့ဖြင့်သူရေးထားတာမှတိတ်မတွေ့မီအရက်ဆိုင်ဝဝကြီးများနဲ့လက်ဖက်ရည်ဆိုင်ပိန်ညောင်ညောင်လေးများနဲ့ဂေါ်ဂေါ်ဂွီဂွီထထမြည်တတ်သည့်ရေဒီယိုပြင်ဆိုင်လေးများနဲ့ ကဗျာဆရာဝေစောမြဝကျွန်းပေါ်ဤပန်းရိုင်းပွင့်တဲဟု အမည်ရသည့်စာအုပ်အငားဆိုင်လေးရှိခဲ့သည့်လမ်းကလေးဖြစ်ကြောင်းသူကဗျာတဲတွင်ဆက်ဆိုရေးသားထားပါသည်ကျွန်တော်သူပြောနေရင်းနေသည်များကိုအားလုံးလိုလိုသိပါသည် အထူးဆန်းကြီးတော်မဟုတ် အခါခါလျှောက်ဖို့သည့်လမ်းကလေးအကြောင်းဖြစ်လို့မို့ဖတ်နေရင်ဤတွဲတွဲကြီးဖြစ်လာချိန်မှာပင်ကဗျာဆရာကကျွန်တော်ကိုတလှပပ ကြည်စဲလိုက်ပါသည်အဲ့ဒီလမ်းကလေးမှာကိုကိုမချွတ်တော့ရင် သူများရေနံစီတောက်ပြီးတည်ပြစ်လိုက်မှာနော်ဆိုတော့ငါကောင်မလေးလည်းနေခဲ့တယ်တဲ့ကျွန်တော်ပြုံးစိစိဖြင့်လန့်လို့လာရသည်ဆရာကိုကောင်ပန်ပဝတီတို့အရွယ်ကျွန်တော်အတော်ကျွန်တော်ဦးလေးများလူပြိုအပြိုအရွယ်အချိန်များတွင်ရေနံစီတောက်သည့်ပြဿနာကကျွန်တော်တို့နေဘက်မှာခဏခဏကြားရပူသည် ထိုခေတ်ကာလသမီးများခမအစိတ်ဝဲတော့ရအောင်လဲဆိုင်ရဲဈေးရဲဟူ၍ရှာရှာပါပါမြစ်ထဲကုန်းချရအောင်လဲတွားရလာရ လူအလစ်စောင့်နေရတေပုံတေပန်းကလည်းကိုယုတ်ကာယဖြစ်နေမှာဆိုရ ထို့သို့ဖြင့်ရည်စားနှင့်စိတ်ကောက်လင်းလဲရေနံစည်းမိဘသဘောမတူလင်းလဲရေနံစည်းစာမေးပွဲကြလင်းလဲရေနံစည်းနှင့်ရေနံစည်းဇလန်းများကတူနေတဲ့ သူ့ကြပြာကိုဖတ်နေသည့်အချိန်မှာ ထိုလမ်းကလေးအဖြတ်ခံခဲ့ရသည်ပင်နှစ်ပေါင်းဆယ်ချီပြီရှိပါပြီထိုရင်းနှံစီတောက်မဲ့ဟာမလေးစကားပြောလျင် သူများကလေသူများကလေဟု ခက်ချွဲ့ချွဲ့ပြောတတ်သည့်မြဝန်းပြမောင်ရီချဲလေးတကယ်ရှိမရှိဘသူတွေများသိလိုက်ကြပါသလဲကျွန်တော်မေးမြန်းကြည့်ခြင်းလာမိသည်ကျွန်တော်မြင်ဘူးခြင်းလာမိရသည်တစ်ခေါက်လောက်တော့ဖြင့် အခွင့်ကြုံမာကထိုလန်းကလေးကိုပြန်လျှောက်ကြည့်ခြင်းစရာဖြစ်အောင်လှလွန်းသည့်ထိုးဆက်လေးဖြစ်ပါသည်ရင်းနှံစီရသည့်အိမ်ရှိတွင်ခဏလောက်တော့ရက်ပြီးဆက်စုနေမိမည်ထင်သည်တခါတခါတခြင်းများတွင်လည်းအံဝင်တွင်ကြထိုးဆက်လေးများ တွေ့ရတတ်သည်လည်းရှိပါသည်စိုးလွင်လွင်၏ရက်ဆက်တဲဆိုသည့်တခြင်းကိုနားထောင်ပြသည့်အခါကအကျဉ်းအောင်ရက်ဆက်တဲ့ အတွေ့အထိဆုံးရက်ဆက်တဲဟု သူဆိုစဉ်က ကျွန်တော်တိတ်ပြီးစိတ်မဝင်စားလားအကျဉ်းအားဆုံးအတွေ့အထိအရဆုံးသူတွေကပဲရက်ဆက်တတ်ကြတာကျွန်တော်နားလည်ပါသည် လောကတွင်ဒဇိန်တယောက်ကဘာမှမဆိုင်သောနောက်ဒဇိန်တယောက်ကိုဘလို့မှရရဆက်ဆက်နာကျင်အောင် မလုပ်နိုင်ပါဆိုလွင်လွင်ဤအခြေအနေကလူအလုံးလိုလိုမှဖြစ်တတ်သည့်သဘောမို့အေးအေးဆေးဆေးပင် ဆက်နာထောင်နေမိသည် မောင်ချစ်ဆုံးရက်ဆက်တဲဟုဆက်လာပြန်တော့လဲဒါများကွာငါလဲတော်တော်ခံခဲ့ရပါတယ်မဆမ်းပါဘူးဟု ဆက်၍အေးဆေးဆေးနေမိပြန်သည်နောက်ဆုံးကြီးကြီးဆိုးရက်ဆက်တဲဆိုတော့မှကျွန်တော်လန့်လို့လာရသည်ဘယ်ကကြီးကြီးဆိုးလဲလန့်ထိတ်ကလားသင်ငန်းကျွန်းဘီလီယက်ခုံကလားလက်ပွတ်တာ အောက်ဖက်ရွာကလားပူပူလားဝါဝါလား ရည်ရည်ဆိုးရဲ့အဲ့လိုကြီးတော့မလုတ်တင်ပါဘူးဟဲတွေပါတွေဖြစ်ကုန်ပါတော့သည်အခါအားလျော်စွာစစ်စရာကောင်းလာသည့်ထိုးဆက်လေးများကိုကျွန်တော်တရိယနေမိတတ်သည်တခါတခါအရှုံးဖောက်ထားသည်လည်းရှိတခါတခါလွမ်းအောင်ဆွေးအောင်လက်တို့တက်သည်လည်းရှိတခါတလေတော့တက်ကြွရဲရင်ပွဲတွေလည်းဖက်ခေရမှတ်ခေပူသည်တချို့ဆိုရင်တစ်ဘဝလုံးညှိလန်းပြစ်လိုက်နိုင်သော ထိုးဆက်လေးများလဲရှိနေတတ်ပြန်သည်ပဓာစာဤအကြောင်းကို စတင်ကြားဘူးခြင်းကတန်ဝေကယူပွဲအတိတရားရပွဲ စင်ကျင်နိုင်ပွဲတရားတပုတ်အနေဖြင့်သာ ကျွန်တော်မှတ်ယူထားမိသည် နောက်ပိုင်းအချိန်များတွင်တော့အလွန်လှပသေးတတ်သောထိုးဆက်တစ်ခုများဖြစ်နေမလားဟုကျွန်တော်လှလှပပလေးတန်တရားဝင်လာမိသည်မပ္ပရာမြေလူးနေခြင်းကစရပါလိမ့်မည် ။သားငယ်မွေးကင်းစားကိုစွန်ငှက်ကြီးကခြိသွား။သားကြီးကရေနဲ့အမိအဖနဲ့အကိုကအိမ်ပြိုကျပြီသည်။ခင်မုန်းတဲ့ကမွေးကြိုက်ခံရ၍အသက်ပင် မရှိရှာတော့သောအချိန်မပ္ပရာမြေမာလူပြီးစွန်နှင့်ကြေကွဲနေရသည်ကိုလွန်လွန်သည်ဟုတော့ဘလို့မှပြော၍မရပါ။ကျွန်တော်တို့သာ သူ့နေရာမှာဆိုလျင်ထုတ်ထက်ပို့ဖို့ပဲရှိပါလိမ့်မည်။ အဝေအစားပင် ကိုမမကတ်နိုင်ပဲဟိုပြေဒီလွှာအယူမေးဝိုင်းဖြစ်နေသောမဗ္ဗရာကိုဗုဒ္ဓဖျားရှင်တွေ့သည့်အခါတရားဟောပါသည်ထိုချိန်တွင်မဗ္ဗရာနေတိတ်တော့ငိုမနေနဲ့လူဆိုတာတေမျိုးကြီးပဲဘသူမှမလုပ်ဘူးငါလဲတေးရမှာပဲနင်ကိုယ်တိုင်တောင်တေးရမှာပဲကဲစိတ်လျှော့တော့ပြန်တော့ဟုလူတကာပြောနေကြ အကြောင်းအရာထပ်နေသောစကားများနှင့်ဆိုပါလျင်မပ္ပရာအတွက်အစဉ်ပြေးသွားလိမ့်မည်ထင်ပါသလားမပ္ပရာတယောက်အငိုရက်၍ယောဂီတပတ်လေးပခုံးပေါ်တင်ညက်လွာချပြီး ထာဝရငြိမ်းချမ်းသွားမည်ဟုရောထင်ပါသလားမပ္ပရာ၏အခြေအနေသည်ထိုမြလောက်နှင့်ရလိမ့်မည်ဟု ကျွန်တော်တော့မထင်ပါဂေါတမဗုဒ္ဓလည်းအခြေအနေကိုတည်တည်ချာချာရိပ်မိပုံရပါသည် ထို့ကြောင့်ပင် အလွန်လှပသောမေတ္တာတော်အနန္တပါဝင်သောစေတနာအာကြီးသောဉာဏ်အမြော်မြင်နှင့် ပြည့်စုံကျွယ်ဝသော အတူဆုံးနှင့် အထည်ရောက်ဆုံးသောလက်တလောအချိန်၏ကိုရောင်းပြန်လှန်၍နောက်ခရီးရှည်အတွက်ပါအကျိုးများပွေသော ထိုးဆက်တစ်ခုကိုဇက်ညွန်းခိုင်ခိုင်မာမာစတင်ခန်းခန်းနာနာကြကြနာနာနှင့်ပင်တိဆောက်သည်ဟုထင်ပါသည်ထို့သောကမောက်ကမအခြေအနေဖြစ်နေသူ တ်ပရာကိုပထမဆုံးပြောသည့်ဂေါတမဗုဒ္ဓ၏စကားကပင်ကျွန်တော်အဖို့ရာအံ့ဩပနံဖြစ်ရသည်ကျွန်တော်မှာအချိန်ချင်းခါခါ လေးစားမျက်နှိုးစွာဥညွတ်နေမိသည်မတ်ပရာ၏ဒီလိုတေကြကြေကြငွေကြိုက်ခံကြရစွန့်ချီခံရမိဘဆွေမျိုးတွေပျက်စီးရတာကို ကြည့်ပြီးနင်းငုံးနေပူဆွေးနေရမှာမဟုတ်ဘူးလေပြောနေရမှာဟာမတ်ပရာရဲ့ လက်ခုပ်လက်ဝါးတီးပြီးကိုဒစိမ့်စိမ့်ကြည့်ပြီးပြောနေရမှာဟာဟုဗုဒ္ဓကဆိုပါသည်တဲ့လက်ရှိဖြစ်ပျက်နေသော အနေအထားနှင့်အချိန်အခါတွင်တော်တော်ကြီးကိုရောက်ထိုးပြောင်းပြန်မစီမလျော်စကားဖြစ်ပါသည်မိနှင့်ရေလို တောင်နှင့်မြောက်လို အချစ်နှင့် အမုန်းလို အဖြူနှင့်အမဲလိုစန့်ကျင်ဘက်ကြီးဖြစ်ပါသည်အကယ်၍ပြောမှဖြစ်မည်ဆိုလျင်တောင်မှ ထိုစကားသည် ဇက်သိန်းတွေမှပြောရမည့်စကားဖြစ်တော်လဲဇလန်းအစမှပင်ဖောက်ခွေးလိုက်ပုံကချိန်သားကြိုက်လွန်လှသည် ထိုစကားဖြင့်ပင်မပ္ပရာတယောက်ရုတ်တရက်ဖြတ်ရိုက်ခံလိုက်ရသူလိုအလန့်လန့်ဖြက်ဖြက်နှင့် တွေ့ဝေးသွားခဲ့ပုံကြပါသည်သူရှိမှမမမမရက်၍ထိုစကားကိုပြောနေသူကလည်းတာမန်ပုဂ္ဂိုလ်မဟုတ်သည်ကတကြောင်သူယခုခံစားနေရသော အခြေအနေဤကြောင်းပြန် ရေစရာပျော်စရာများဖြစ်သည်ဟုသောစကား၏အစွန်းထွက်မဲ့လုံးများကြောင့်တကြောင် ထိုပုဂ္ဂိုလ်ကယုံကြည်ထိုက်သူမို့အကြောင်းရင်းစစ်မြစ်ကိုသိကျင်သည်က တကြောင်တို့ဖြင့်မပ္ပရာတယောက်စက်တင်တဲ့သို့တရွေ့ရွေ့ဖြင့်ဝင်လာမိပါပြီထိုအခါပောက်ခွဲထားခဲ့သောဇလန်းအဆုံးမနေ၍ဇက်အလေဇက်အဆကိုမိမိရရပြန်သွားပါတော့သည်ချကင်ဘဝကမပ္ပရာကို ရရဆက်ဆက်ဓမြတိုက်လူရဲခြိုက်ပုတ်သွားသူ6ဦးမှာယခုဘဝမပ္ပရာဤအဖေအမေ အကိုသား2ဦးနှင့်ခင်မုန်းတို့ဖြစ်ကြပါသည်တဲ့။နာကြီးစိတ်ဖြင့်မပ္ပရာက နောက်နောင်ဘဝတွင်ဒီလူ6ဦးအသေးဆုံးဖြင့်တေကြပုံကို သူမျက်စိရှိမှမြင်လိုသည်ဟု ချက်ခင်ဘဝကဆူတောင်းခဲ့ပါတဲ့။ယခုဆူတောင်းလဲပြည့်ပြီမို့ပျော်လို့ရပါပြီတဲ့။ မပရာဤအပူတော့ကကို ဝေဝါသွားစေသောဟုတ်တလို့လို့မဟုတ်တလို့လို့တွေ့ဝေးသွားစေသောဖြစ်ချင်းပြက်ချင်းသဘောကို အထိုင်လျောက်စင်ချင်းမှိတ်သွားစေသော စကားများဖြစ်ပါသည်ထို့နောက်တွင်မှ ပြုသူသည်အစ်စ်အတွက်ဖြစ်သူကအဟောင်းကြောင့်စသဖြင့်တချို့ကျန်တဲ့ဗေဒက်ပုဂ္ဂိုလ်များက ထိုစကားများကိုဗုဒ္ဓမပြောခဲ့ဘူးဟု ဆိုကြပါသည် တချို့ကလည်းထိုအတိုင်းပြောခဲ့ဖြစ်ခဲ့သည်ဟု အပြန်အလှန်အငင်းခုံများလဲဖက်ခဲ့မှတ်ခဲ့ဘူးပါသည်ကျွန်တော်အတွက်တော့တိတ်အေးမကြီးလားချစ်စရာကောင်းသလောက်ထိမိတေတက်သော ထိုးဆက်ကလေးမို့တတိတယရှိနေမိတတ်ပါသည်ငိုသောသူကိုပင်ရေခမ်း၍နောက်ဆုံးတွင်မှအငိုအရေမရှိတော့သောလမ်းကို သူက ခေါ်ဆောင်သွားနိုင်သူဖြစ်သည် တန်တင်နာဆင်ပေးခဲ့ကြတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။